Okay, ဒီနေ့နှုတ်ကပတ်တော်ခိုင်ယူမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်က divine timing and his assignment ဘုရားခင်ကြီးအချိန်ခါနဲ့သူပေးအပ်တော်တာဝန်အချိန်ဆိုတာပြန်ယူလို့မရအောင် နောက်ပြန်ရွှေ့လို့မရအောင်เนาะကျွန်တော်တို့ယောရှုလက်ထက်မှာတစ်ကြိမ်เนาะပြီးတော့ Hezekiah မြင်းကြီးလက်ထက်မှာတစ်ကြိမ်နေကမောက်ကမောက်ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့အချိန်တိုင်းမှာဘုရားခင်ကနေကိုเนาะ အများနဲ့ရက်ခိုင်းတာရှေ့ကိုရွှေခိုင်းနောက်ကိုရွှေခိုင်းမလို့ပဲပုံမှန်သွားနေတာကျွန်တော်တို့ဒါကြောင့်လေအေဖက်အော်ရာဇာတဲမှာအချိန်တိုင်းကိုရွေးနှုတ်ခိုင်းတာအရန်တော်တဲ့သူအရန်ချမ်းသာတဲ့လူအရန်အောင်မြင်တဲ့လူကိုတနေ့ကို25နာရီမပေးထားဘူးအတူတူပဲကျွန်တော်တို့တယောက်ကို24နာရီရတဲ့အထဲမှာမှသူတို့ကအဲ့ဒီ24နာရီကိုအာရွေးနှုတ်ရတာအိတ်တဲ့နီးနဲ့ရွေးနှုတ်တဲ့လူကအေးဝမယ်နော်ဂျလန်းဂျလန်းနဲ့ရွေးနှုတ်တဲ့လူကအတော်လေးတော့နေရာဆုံရောက်မှာပေါ့နော်ဒါပေမဲ့အလုတ်စူးစမ်းပြီးတော့မှတကယ်အပတ်တကုတ်နော်စူးစမ်းမယ်ဆိုရင် တကယ်လို့ဒါစင်ကူရောက်ကစားကြတဲ့အတင်းတေးဥစကတလုံးတလုံးနော်လေ့လာမယ်ဆိုအခုချိန်ထိ ETN ETN ဖြစ်နေမှာမဟုတ်နော်ကျွန်တော်ဟန်တော့ဟန်တော့လို့တော့ပြောလို့ရမှာပေါ့နော်တခါလာလဲဝါဘူးချစ်တော့ပဲကျွန်တော်ဒါခါလာချင်းအနီကြံဝိုင်းမှာ ETN ETN အဲ့ဒါလေးပဲအသေးကျင့်ထားတာ15နှစ်လဲ ETN ETN ပဲနော်ပြောချင်တာတေယောစကားတက်မှလူရဝင်တယ်လို့ကျွန်တော်မဆိုလို့ပြောချင်တာဘယ်ပညာမဆိုဘယ်ရမဆိုအချိန်ပေးရတယ်ဒီနေ့နှုတ်ကပတ်တော်ခံယူတဲ့အချိန်မှာလည်းအချိန်ယူပြီးတော့နိုင်ဝက်လောက်ချိန်ပေးတာပဲဒါပေမဲ့တပွားလုံးပြောင်းလဲသွားမှာဖြစ်တယ်ဟာလေလုယာ အဲ့တော့အချိန်နဲ့ပတ်သက်လို့ပြောစရာအများကြီးရှိပေမဲ့ဒီနေ့မှာကျွန်တော်တို့ခိုင်ရင်မဲ့နှုတ်ကပတ်တော်ကတော့ divine timing လူတွေတတ်မှတ်တဲ့အချိန်မဟုတ်ဘဲဖခင်ရဲ့ timing ရဲ့ဖခင်ခိုင်းစေချက် assignment ဒီနှစ်ခုကိုကျွန်တော်လေ့လာမှာဖြစ်တယ်ဓမ္မရာဇဝတတိယစာဆောင်ခန်းကြီး78အငယ်1ကနေ3မှာကာလ intern ကြာ၍ သုံးနှစ်ဆေတော့ခါကျွန်တော်တို့စောင့်နေတဲ့ကာလကတစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်သုံးနှစ်ဖြစ်ဖြစ်ဒါပေမဲ့ပြောချင်တာကသူ့ရဲ့စောင့်ဆိုင်တဲ့ကာလပြည့်စုံသွားတဲ့အချိန်အဲ့ဒါအချိန်ဆေတော့ချိန်ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကကိုတော့ကြားနေပြီနော်ကြားပါတယ်အင်တန်ကာလကြားပါတယ်ဒါပေမဲ့သုံးနှစ်မဆေသေးလို့ကျွန်တော်တို့မရသေးတာဖြစ်နေတယ်ကာလချိန်မပြည့်သေးလို့ကျွန်တော်တို့ မရနိုင်သေးတာလည်းဖြစ်နိုင်တယ်။ဟုတ်ပြီဆက်ဖက်မယ်အေလိယထံသို့ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ကသင်သည်အာဟတ်မင်းတန်တို့တွား၍ကိုကိုပြလော့ငါသည်လည်းမြေပေါ်မှာမိုးရွာစေမည်ဟုမိန့်တော်မူသည့်တိုင်အေလိယသည် အာဟတ်မင်းကကိုကိုပြရန်တော့ငါတွား၏ထိုအခါရှမာရိမြို့၌ပြင်းစွာသောအစာဟာရခေါင်းပါခြင်းပေးရှိ၍အာဟတ်မင်းသည်နန်းတော်အုပ်ဩဘတိကိုခေါ်၍သူဩဘတိသည်ထာဝရဘုရားကို အလွန်ယုံကြည်တော်သူဖြစ်၏ နောက်တစ် slide မှာဗာတွေ့ရတယ်ဆိုတော့ဒီနေ့အတွက်ကျွန်တော်တို့အဓိက highlight လုပ်မယ့်အရာလေးတွေကကာလ intern ကြာတယ်ဆိုပေမဲ့ဖခင်ရဲ့အချိန်တတ်မှတ်ထားတဲ့ကာလမစိသေးလို့စောင့်နေရတာဖြစ်တယ်ဒီနေ့ကျွန်တော်နေမိတ်ဆွေစိတ်ရှည်ရအောင်တီးခံရအောင်တပြင်းလဲစောင့်ဆန်းရတဲ့အချိန်ကြာတော့လဲပဲသူ့ချိန်ရောက်လာတဲ့ခါမှာတော့တမဟုတ်ချင်းအလုပ်လုပ်နိုင်တော့ဖခင်ဖြစ်ပါတယ်ကာလ intern ကြာတယ်၃နှစ်စိတ်တဲ့ခါမှာ၃နှစ်ကြာတော့ခါအေလိယထံသို့ထားရဖခင်နှုတ်ကပတ်တော်ရောက်လာတယ် ဲ့တော့ဘာကိုပြောချင်လဲဆိုတော့ဖခင်ရဲ့အချိန်စေ့ပေမဲ့အတန်မကြောက်ဘူးဆိုရင်လည်းတိတ်ပေမရှိပြန်ဘူး။စောင့်နေ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 သရိုသားအော်ဟစ်ပြီးတော့ကြွေးကြော်ပြီးလာပြီးဟေးဆိုတဲ့အချိန်မှာအဲ့မှာအရန်တင်းမဖြစ်ဘူး။ကျွန်တော်တို့အဲ့ဒါလည်းပဲမိုင်မဲတော့မိုင်မဲတော့သရိုသမီး၅ယောက်လို့မရှိဖို့တိတ်ရေးကြည့်တယ်။ ။စောင့်တော့စောင့်နေတယ်။ဒါပေမဲ့နှုတ်ကပတ်တော်ရောက်တဲ့ခါမှာအစင်သိမဖြစ်ဘူးကျွန်တော်တို့က။နှုတ်ကပတ်တော်ရောက်တဲ့ခါမှာကျွန်တော်တို့မှလှုပ်ဆောင်တဲ့အရာ assignment ရောက်လာတဲ့ခါမှာကျွန်တော်တို့မှအစင်သိအရန်သိရှိမနေဘူး။ဒီလိုမဟုတ်ပဲအေလိယလိုစောင့်ဆိုင်တဲ့ကာလသူအဲ့ဒီမုတ်ဆိုးမအိမ်မှာနေတဲ့ခါမှာနေတိုင်းအမှလည်းတိတ်လို့เสียရှိမှာမို့နော်။ရှားလိုက်သူများတွေကဒုက္ခရောက်နေသူတို့ကမုံမကုံเนาะအဲ့တော့စီကမခန်းတော့အသာလေးပဲမုံလေးစားပြီးတော့မှ ဖះကိုကိုကွယ်ချီးမွမ်းဒီလိုပဲနေနေတာဆိုတော့စားလိုက်တောက်လိုက်ပဲအေလိယတက်တာတော်တော်ကောင်းနော်နော် rhythm ပဲအောက်မှာအေးလိုက်စားလိုက်နော်ဂူထဲမှာအေးလိုက်စားလိုက်ပဲသူကဖះနဲ့သွားလာတဲ့ခါမှာကျွန်တော်တို့ဖះကိုသာစိတ်ချပြီးဖះတိုင်မင်းနဲ့သွားတယ်ဆိုရင်ကျွန်တော်တို့ပင်ပန်းလွန်ချင်းဆိုတာအေဒီဥယျာဉ်ထဲမှာနော်ချိန်ချင်းအမင်္ဂလာရောက်လာတဲ့ခါမှာနဖူးကချွေချေမှကြတဲ့ဒီပင်ပန်းဆိုတာလောလောဆယ်ရဖြစ်တယ်တချို့ဒါကြောင့်မလို့ကျွန်တော်တို့ဒီလောကမှာအလုလုရပေမဲ့အရင်ပင်ပန်းစရာမလိုဘူးဆိုတာဖះရဲ့မျက်နှာသာကြောင့်ဖြစ်တယ်အာမင် ရှင်ပေါလုကအလုံးမလုံးရင်ထမင်းမကျွေးနဲ့တဲ့ဒါကြောင့်အလုံးလုံးဖို့တော့လိုပါတယ်လောက်ကြပါဒါပေမဲ့ပြောချင်တာက productivity လို့ခေါ်တဲ့အလုပ်ချိန်နည်းနည်းဝင်ဝင်များများအလုပ်နည်းနည်းလုပ်ပေမဲ့များများအောင်မြင်တာနည်းနည်းစိုက်ပေမဲ့များများဖြစ်ထွန်းတာ hallelujah အဲ့ဒါကကြတော့ကျွန်တော်တို့ငွေနဲ့ဝယ်လို့မရတဲ့ဖခင်ရဲ့မျက်နှာသာဖြစ်ပါတယ် Okay နောက်ဘက်တော့ရောက်လာတဲ့ခါမှာအာဟမင်းထံသွား၍ကိုကိုပြလောတဲ့လောက်ရတဲ့လူကြီးကအသက်ဆုံးဆံပြားကြီးနော်အာဟကသူ့ကိုတတ်ချင်လို့ရှာနေတဲ့သူ ဲ့တော့သူ့ကိုဘယ်လောက်တောင်ရှာလဲဆိုတော့ဘယ်မှာရှိလဲလို့စုံစမ်းတဲ့ခါမှာတနေရာဆိုရင်ねအဲ့ဒီမြို့မှာရှိတယ်လို့ကြားတာနဲ့သူတို့လိုက်ရှာတာအေလိယားကိုဝိညာဉ်တော်ကဝုံးစုခေခေါ်တခြားနေရာခေါ်သွားပြန်တော့အဲ့ဒီတမျိုးလုံးကိုရှင်မင်းကကြိန်တာနော်မင်းတို့ရိနော်အေလိယားဒီမှာရှိရငါ့ကိုမပြောကြဘူးဒီမှာဘယ်မှာပုံထားလဲဆိုတော့မှအဲ့ဒီမြို့ကိုပြဿနာရှာတာအာဟာမင်းကအဲ့လောက်ထိအာဟာမင်းကအေလိယားကိုအတေရရရှင်ရရှာနေတာအဲ့ဒီလူရှေ့မှာမှစိုက်စိုက်မြက်မြက်ကိုကိုပြပါတဲ့လက်တွေ့သိမကြဘူးကြောက်စရာကြီး ဒါမဲ့ဘုရားကပြောလေမင်းဘက်ကလှုပ်ရှားရှိတာတို့ပါတဲ့ငါဘက်ကငါလှုပ်ရှားရှိတာလုပ်မယ်ဟာလေလုယာဘာလို့လဲညီမကြည့်လိုက်တင်သီးတဲ့အေလိယောတင်ကတော့အာဟာမင်းထံသွားပြီးကိုပြပါတဲ့ငါကတော့အမြေပေါ်မှာမိုးရွာစေမယ်ဟာလေလုယာကျွန်တော်တို့ကမိုးရွာအောင်ကြီးကျယ်ဘာလို့မှဘလို့လို့လို့မိုးရွာမှာမဟုတ်ဘူးနော်လွန်ဆွဲလဲရွာရွာချင်မှရွာမှာပဲဘလို့လို့လို့ရွာမှာဒါမဲ့လှုပ်ရမှာဘုရားခိုင်းလာလို့ဘုရားကသူ့မိုးသူရွာသွင်းစေမှာဖြစ်တယ်ပြောကြည့်အောင်ကျွန်တော်တို့လှုပ်ရှားရှိတာလှုပ်မယ်ဆိုရင်เนาะဖျားခင်ကဘာလုပ်မလဲ तू လှုပ်ရှားရှိတာလှုပ်မှာဖြစ်တယ်အာမင် ်သင်သည်တဲ့အဟမင်းတန်သွား၍ကိုကိုပြပါဖတ်ပေါင်းငါသည်လည်းငေးပေါ်မှာမိုးရွာစေမည်လက်ခုပ်တီးလက်တီးပြောအာမင်းကျွန်တော်တို့ဒီနိပညာမထွန်းကားသိခင်တော့ဆိုရှင်ဒီကနေခလုတ်နှိပ်တာနဲ့ဟိုဘက်မှာ TV ပွင့်မယ်ဆိုတာအဖိုးတွေဖွားတွေတပြောင်ယုံမှာမဟုတ်ဘူးအဲဖြစ်နိုင်မှာမဟုတ်ပါဘူးမင်းတို့ကလည်းတောက်တီးတောက်တဲ့ဆိုစုမှာနော်အခုကကျတော့ဒီနေရာကနေဟိုအိမ်မှာရှိတဲ့နော်အာမိခလုတ်တွေကိုအပိတ်ဖွင့်လုပ်လို့ရတယ် iPad တွေနဲ့ဖုန်းတွေနဲ့ကျွန်တော်တို့ control လုပ်လို့ရတယ်။ဟို overseas ရောက်နေတဲ့အချိန်မှာကျွန်တော်တို့တခုခုဒီကနေနောက်ဆုံးဒီကားပကင်မှာရှိတဲ့ကားဒီကနေကား step လုပ်လို့ရတဲ့ကားတွေရှိရဲ့။နော်ကျွန်တော်မှမရှိသေးပေမဲ့ရှိရဲ့နော်ကျွန်တော်တို့ပတ်စံချမ်းသာတဲ့လူတွေကားကားအကောင်းစားတွေလက်ရဲဝဲတဲ့လူတွေအဲသူတို့အထူးသဖြင့်စီးနင်းကြတဲ့အတိုင်းပြည်မှာဆိုသူတို့ကမနေ့ရုံးမသွားခင်မှာကားဆက်ကိုရင်နှိုးထားလိုက်တာ။ ကော်ဖီတောက်နေတဲ့အချိန်မှာဒီကနေတခါလေပုံမှန်ဆက်နိုးထားတယ်ကော်ဖီတောက်နေဆိုတော့သူက engine က ready ဖြစ်နေပြီပြီးတဲ့တခါလေသွားလိုက်အောင်ပြောချင်တာကအဝေးထိန်းစနစ်နဲ့လှုပ်လို့ရတဲ့နီးပညာတွေမဖြစ်တွန်းခင်မှာကလေးကဘုရားကမင်းကဒီမှာကိုပြငါဟိုမှာမိုးရွာခိုင်းမယ်တဲ့ဘုရားကအဝေးထိန်းစနစ်နဲ့ तू က control နေတာဖြစ်ဒါလည်းလို့ရဒါကြောင့်ကျွန်တော်တို့ဘက်ကလှုပ်ရမယ့်တာဝန်ကျေရအောင်ဘုရားဘက်ကတော့ဘယ်တော့မှတစ္ဆာမဲ့တယ်ဘုရားမဟုတ် तू အမြဲတမ်းတာဝန်ကျေတော့တစ္ဆာရှိတော့ဘုရားခင်ဖြစ်တယ်အာမင်မင်းကလှုပ်ရှားရှိရလှုပ်ပါတယ်ငါကတော့မင်းကိုမိုးရွာစေမယ်တဲ့အာမင်အေလီယာကအဲ့မှာ ဘာလာရဲ့ prophet တွေကိုဖမ်းဆီးပြီးတော့တယောက်မျှမလွတ်စေနဲ့လို့စီရင်တဲ့အတိုင်း450တော့မာယွန်းတဲ့ prophet တွေနဲ့မှန်ကန်တော့ဖခင်ရဲ့ prophet Elijah တယောက်တည်းတပါးတည်းဖြစ်ပေမဲ့အစိုးမှကျွန်တော်တို့ဇလန်းတိပီတာဖြစ်တဲ့အတိုင်းအာမီးနဲ့ဖခင်ထင်ရှားတဲ့အခါဘာလာ prophet တွေကိုသူကဖမ်းဆီးပြီးတော့ကွပ်မြစ်ခဲ့တယ် အဲ့ဒီချိန်မှာမှ okay အဖြစ်ပြက်လေးကိုကျွန်တော်တို့ပြန်ပြီးတော့နှိမ့်ချုပ်ကြည့်မယ်ဆိုရင်ဘုရားခင်ကအာဟဘင်စီကိုသူ့ကိုထင်ပြခိုင်းတယ်အဲ့လိုကိုထင်ပြခြင်းအဖြစ်သူတို့အပြန်လန်စကားပြောရင်းနဲ့အဲ့ဒီမှာအေလိယားကပြောလို့ဆိုတော့ပရောဖက်တွေကိုခေါ်ခဲ့ငါတို့ရှင်ပြန်ပြီးတော့ မိကိုတောင်းခံရအောင်ရစ်ပူဇော်ရအောင်ဆိုပြီးတော့သူတို့အဲ့ဒီဇလန်းဖြစ်လာပြီးတော့နောက်ဆုံးမှာကောင်းကင်ကမိဖျားဆင်စီကမိကြလာပြီးတော့အာအေလိယကနိုင်သွားတယ်ပေါ့ဒီနေ့အဖြစ်နိုင်သွားတဲ့ခါမှာကွမြက်ပြီးတော့သူအဲ့ချိန်မှာဗာပြောလို့ဆိုအေလိယကမင်းကြီးဒီတဲ့စားတောက်ချင်းကတက်သွားပါလော့များစွာသောမိုးရွာမြစ်အတန်ရှိသည်ဟုအာဟပ်အာပြောဆို၏တွေးချောက်တာတော့တွေးချောက်နေတယ်ကြီးလိုက်ရင်တော့ခန်းချောက်နေတယ်ဒါမဲ့ အေလိယသူ့ရဲ့ဝိညာဉ်နာနဲ့မိုးချင်းတန်တွေတော့ကြားနေတာအကယ်ကျွန်တော်တို့ဟိုညင်တက်နေအားလုံးညင်တက်တဲ့ချိန်မှာနားထဲမှာမိုးချင်းတန်တွေကြားလို့ရှင်တော့မျက်စိနာနှာခေါင်းကိုသွားဆမ်းရမှာဘာလို့ဆိုတော့ပုံမှန်မဟုတ်ဘူးတူနော်ဘာလို့အားလုံးကညင်နေတာဒါပေမဲ့ကျွန်တော်တို့ဝိညာဉ်နာထဲမှာမိုးတွေချိန်နေဟာလေလုယာအေလိယလည်းအဲ့လိုပဲအာဟပ်ကကြည့်ရခါမှာအားလုံးကတွေးချောင်းနေဒါပေမဲ့သူကအေလိယလုံးဝသူ့နားထဲမှာမိုးချင်းတန်တွေရမ်းကြားနေတော့အာဟပ်ကစီမင်းနေနေတော့အကုန်စားပစ်လိုက်တော့မိုးရွာတော့မှာတဲ့ တူထားတဲ့ရအောင်အကုန်လုံးဆွဲလိုက်တော့တယ်ဘာလို့ဆိုတော့မိုးကကြီးစွာရွာမှာမိုးပြင်းစွာရွာမယ်တဲ့အတန်ရှိတယ်လို့ပြောတယ်ဟာလေလုယာအဲ့တော့အာဟာမင်းကလည်းစားတော့ခြင်းကတက်သွားတယ်အေလီယာဒီကာရမေလတောင်ပေါ်သို့တက်၍မြေ၌ပြတ်ဝတ်လေမျက်နှာကိုဒူးကြမှာဒါလျက်ဆူတောင်းတယ်တဲ့တခါလေးမှာကျွန်တော်တို့ဖခင်ရဲ့နာမ၌ကျွန်တော် prophet ပြုဝင်ခံလိုက်တဲ့ခါမှာပြီးပြီးရောလို့လို့မရအောင်ဖခင်ယာဒူတိုးစေမယ်လို့ဆူတောင်းရအောင်ဒါဝင်ခံခိုင်းတယ်ဆိုရင်ကျွန်တော်တို့မင်းမင်းပြောင်ပြောင်မဟုတ်ပဲအဲ့ဒီနှုတ်ကပတ်တော်ကိုကင်ဆယ်ပြီးတော့မှာ မရမချင်းကျွန်တော်ဆက်ဆူတောင်းမှာဖြစ်တယ်ဟာလေလုယာဝိညာဉ်နဲ့ပဲမှာတတိတဲပြီဖြစ်တယ်ဒါပေမဲ့တကယ်မွေးတဲ့အထိကျွန်တော်တို့ကပြုစုရမှာဖြစ်တယ်အေလိယားကပြီးဆိုလည်းမပြောဘူးမိုးရမယ်ပြောပြီးတော့မှ तू လည်းတတရာပဲမဟုတ်ဘူးနဲ့ तू ကကြတော့ဟိုလူကတော့အာဟပ်ကတော့သူ့စကားကိုယုံကြည်တဲ့အတွက်အပေါ်တက်ပြီးတော့စားဖို့တက်သွားပြီဒါပေမဲ့အေလိယားကဒူးနှစ်ဖက်ကြားမှာခေါင်းကိုထည့်ထားလို့မှအကြီးကျယ်သူဆူတောင်းတယ်ဒီနေ့ကစပြီးကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဝန်ခံပြီးတဲ့နောက်မှာမရမချင်းဆူတောင်းခြင်းကလည်းတွဲပါရတယ်အာမင် ယုံကြည်ခြင်းကိုဝန်ခံချက်ကိုဘုရားကနှစ်သက်တယ်ငါဒီအသက်ရှင်နေဖြစ်ပြီသင်တို့ဒီငါကိုကြားစေခြင်းကပြောတဲ့တိုင်းသင်တို့နိုင်ငါပြုမယ်လို့တောလျာကြံခန်းကြီး14အငယ်28မှာပြောထားတယ်အေလိယားလည်းယုံကြည်စွာသူဝန်ခံလိုက်တယ်မိုးပြင်းစွာရွာမယ်ငါအတန်ကြားတယ်အဟစာရောဘုရားပြောခိုင်းတာပြောတာပဲဒါပေမဲ့မိုးကမရွာသေးတော့ဘာလို့လဲအေလိယားကမရွာမကျန်းစုတောင်းတယ်ဒီနေ့ကျွန်တော်တို့ prophecy နဲ့ prayer နဲ့အတူတူအလုပ်လုပ်ရတာဖြစ်တယ် ်ပရိုဖက်ပြုထားတဲ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဝန်ခံတဲ့အရာယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကြွေးကြော်တဲ့အရာမပြည့်စုံမီတိုင်အောင်ကျွန်တော်တို့ကနာမတော်နဲ့ဆုတောင်းအောင်ပါဖြစ်ပါတယ်အာမင်မြန်မာပြည်ကြီးကျွန်တော်တို့ပရိုဖက်ပြုနေတဲ့အရာတွေအာမင်မြန်မာပြည်ပြောင်းလဲတော့မယ်ကောင်းစားတော့မယ်မြန်မာပြည်လိုဖြစ်မယ်ဆိုပြီးတော့မှကျွန်တော်တို့ motivation လိုမျိုးပြောတာမဖြစ်ရအောင်ကျွန်တော်တို့တကယ်ဝန်ခံတဲ့အရာမဖြစ်မချင်းကျွန်တော်တို့မှတာဝန်ရှိရဲ့ဆုတောင်းအောင်ပါဖြစ်တယ် hallelujah ကျွန်တော်တို့ဆုတောင်းနေတာကမရမယ့်ဟောက်တောင်းတာမဟုတ်ကျွန်တော်တို့ဝန်ခံထားတဲ့အရာပြည့်စုံဖို့တောင်းနေတာဖြစ်တယ် အာမင်မြန်မာပြည်ဟာအလိုတော်ဒီကောင်းကင်ဘုရားပြည့်စုံတဲ့မြန်မာပြည်မှာပြည့်စုံဖို့ဝင့်ခံတဲ့အရာပြည့်စုံဖို့ဆုတောင်းနေတာဖြစ်တယ်ဟာလေလုယာအေလိယကဲ့သို့ကျွန်တော်တို့အင်္ဂါနေ့တိုင်းဆက်လက်ဆုတောင်းနေတာဖြစ်တယ်မကြခင်မှာမိုးကြီးစွာရွာတော့မှာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအိုး praise the lord မိမိကျွန်အားတက်၍တဲ့ပင်လေတို့ကြည်လို့ဆိုသည့်တိုင်းထိုကျွန်သည်တက်၍ကြည်ရှုလင်အဘယ်အရာများမရှိပါဟုပြောဆို၏အေလိယကခုနှစ်ကြိမ်တိုင်အောင်သွား၍ကြည်ရှုအောင်လို့ပြောကြည့်ပါအောင်ခုနှစ်ကြိမ်တိုင်အောင်အစမှာ 3နှစ်စိတ်တော့ခါလို့ပြောတယ်ဒီတစ်ခါမှာခုနှစ်ကြိမ်တန်အောင်သွားပါဆိုတော့3နှစ်ခုနှစ်တည်းစိတ်ထဲမှာမထားနဲ့တေးကြတာဘာလို့ချင်လဲဆိုတော့မိုင်ကုံပြေးရမှာကျွန်တော်တို့ကအဆုံးထိပြေးရမှာဟာလေလုယာရလက်ရတဲ့အထိကျွန်တော်တို့ရလက်ရရှိတဲ့အထိကျွန်တော်ပြေးရမှာဖြစ်တယ်အာမင်ဒါကြောင့်3နှစ်ခုနှစ်တည်းနမတ်တည်းအဓိကမထားနဲ့တော့ကျွန်တော်တို့သူ့ရဲ့ feel သူ့ရဲ့လောက်အမဲ့ပြေဆုံးခြင်းသူ့ရဲ့ time တာသူ့ရဲ့ circle ပြေဆုံးတဲ့အထိကျွန်တော်တို့ပြေးရမှာဖြစ်တယ်အာမင်ကျွန်တော်ကပစ္စည်းတွေပဲရှာရင်တိတ်ဆိတ်မရှိဘူး ဆရာမညိုပဲပြောဟိုမှာရှိရဲဆိုတော့အခုကျွန်တော်လိုချင်တဲ့အတူအဲ့မှာရှိရမဟုတ်လားရှာကြည့်မရှိမရှိဘူးသေးကြလားမရှိဘူးသူလာရှာရင်ရှိရောဆိုတော့ကျွန်တော်နည်းနည်းလေး APC ရှာတဲ့ဘက်မှာကျွန်တော်တိတ်အားမထည့်နိုင်ဘူးဖြစ်နေဒီညမှာလည်းအေလီယာတိနေသေးကြနေသူကမိုးကြီးစွာပြောမှဆိုတော့ तू ကတိနေတာတိမ်မတွေ့ရသေးဘူးမရှိလေဆိုတော့ तू ကတိနေတာအဲ့တော့သူတပည့်ကိုသေးကြလို့လားမတွေ့ဘူးလားပြန်သွားရှာအောင်ကိုတော့တကယ်မရှိဘူးသွားရှာအောင်ရှိတယ်ဟာလေလုယာမမြင်သေးပေမဲ့တေချာတယ်ဟာလေလုယာယုံကြည်ခြင်းဆိုတာမမြင်သေးတော့ရအောင်တေချာတာဖြစ်တယ်ဟာလေလုယာ praise the lord သူ့ကြုံကိုပြောတယ်မင်းသွားတယ်ဘာမှမရှိဘူးတဲ့တခါလေးပိတ်ပြောတာကျွန်တော်တို့ဆိုအေးဟုတ်လားအာအဲ့ဆိုဘယ်လိုလုပ်မလဲငါဖះကိုပြန်မေးမှရမယ်ကွာမဟုတ်ဘဲနဲ့နော်သူ့တော်ကိုပြန်ဇွေဇွာဖြစ်မှာကျွန်တော်တို့ဆိုရင်နော်ဟုတ်လားအာဆိုမင်းတေးချလားငါလည်းလိုက်ကြည့်အောင်မယ်ဆိုသူကသူ့လောက်မှသူလုပ်တယ်ဘာလို့ဆိုအေလီယာတိနေသူ့ဘက်ကလှုပ်ရှားရှိရလှုပ်ရင်ဖះကတာဝန်ကျေဆိုသူကောင်းအောင်တည်ရဟာလေလုယာအေလီယာဆက်တောင်းတယ်မင်းသွားကြည့်ဟာလေလုယာတင်ကအေလီယာနေရာမှာရှိရင်သူတောင်းချင်းတောင်းရင်ကိုကြေပါအေလီယာရဲ့ကျွန်နေရာမှာရှိရင်တင်ရအောင်တေးချကြည့်ခဲ့တေးချရှာခဲ့ဟာလေလုယာ ်ယုံကြည်ခြင်းနဲ့ကြည့်ခဲ့အာမင်မရှိအောင်ရှိလို့ပြောလို့မလို့ဒါပေမဲ့တေးချောင်းကြည့်လက်သီးဆုပ်တံတန်မဖြစ်ခင်ပါလေလက်သေးခွန်လောက်တော့ဖြစ်မှာပေါ့အဲ့ဒီတုန်းကသာ तू တေးချာကြည့်မယ်ဆိုရင်လေအိုကိုတော့လက်သေးခွန်လောက်တိန်တော့ကျွန်တော်တွေ့ရဆိုရင်လေအေလီယာကမိုးရွာမယ်ဝင်ခံပါပဲဟာလေလုယာ size ကအရေးမကြီးဘူးအာမင်ဒါပေမဲ့စာပြီဆိုရင်အစာုံနဲ့ငယ်တော့လေအဆုံးမှလွန်ကြီးပွားမှာဖြစ်တယ်အာမင်ဘုရားခင်ကအစာပြုစေပြီဆိုရင်ကြီးမားသောအရာကိုဘုရားကအဆုံးထိပို့ဆောင်မှာဖြစ်ပါတယ်လက်ကုပ်တီးလက်တီးပြအောင်အာမင် ခုနှစ်ချိန်မြောက်တဲ့ခါမှာလူလက်နဲ့တူသောမိုးတိမ်ငယ်တစ်ခုကပင်လယ်ထဲကတက်ပါယူဆိုတဲ့ခါမှာ that's it hallelujah ဒီနေ့တင်နှုတ်ကပတ်တော်နားထောင်နေရင်းနဲ့ပဲဩဘာလဲဒီခုတလောမငြိမ်တက်နိုင်တာဘာလဲခုတလောမဝမ်းမြောက်နိုင်တာဘာလဲခုတလောစိတ်သက်ကြနေတာ that's it ကျွန်တော်တို့လုံနေတာကျွန်တော်တို့ဘုရားပြောထားတဲ့အရာနဲ့အကောင့်ထဲပေါ်တဲ့ဂျားထဲမှာရောက်နေတာကျွန်တော်တို့ကမိုးရွာမယ်ဆိုရလဲအရန်ရှွာအရန်တေးကြတယ်ဒါပေမဲ့တိမ်ကလည်းမမြင်ရဘူးအဲ့ဒီဂျားထဲမှာရောက်နေတဲ့အတွက်ကျွန်တော်တို့မတည်ငြိမ်နေတာဖြစ်နိုင်တယ် ဒါကြောင့်ဘုရားရဲ့ divine timing ကိုစောင့်နေတဲ့အချိန်မှာ divine assignment အစုတောင်းဖို့ assignment ကြာရင်အစုတောင်းပါ hallelujah တိမ်ကိုလိုက်ရှာဖို့ assignment ကြာရင်တိမ်ကိုလိုက်ရှာပါတိမ်ဘက်ကလှုပ်ရှားရှိရလို့ပါဘုရားကတော့တစ္ဆာရှိတော်ဘုရားဖြစ်ပါတယ် amen amen ဒါနဲ့ခုနှစ်ချိန်မြောက်တော့အခါမှာလူလက်တံတန်လေးကတက်လာတယ် အဲ့တော့အာဟာမင်းစီကိုသွားပါတဲ့မိုးရွာပြီးတော့မိုးအရမ်းများလို့ traffic jam ဖြစ်မှာဆိုလို့တဲ့မြ мян သွားတော့တဲ့ wow hallelujah ဘလောက်တောင်မှမိုးကိုနော်လူတွေကမျောနေပြီလေဒီနေ့မိုးရွာသွန်းခြင်းကတော့မှစီးတားနိုင်တော့တယ်ဒီညဖြစ်ကောင်းကြီးများလုံလို့ကျွန်တော်တို့မနိုင်မနှင်းနေဖြစ်တော့မဲ့အချိန်တွေရောက်လာနိုင်တယ်ဘယ်အချိန်မှလဲဘုရားရဲ့အချိန်ကြလာတဲ့ခါမှာ hallelujah are you ready hallelujah are you ready are you ready amen ်မိုးရမ်းမျောတဲ့လူနော်မိုးရွာလွန်းလွန်းတောင်မှလမ်းပိတ်တဲ့အထိအာမင်ကောင်းကြီးများလုံးလို့တူထားစရာနေရာမရှိတော့တဲ့အထိအဲ့ဒီကောင်းကြီးမိုးတွေကတင့်တွက်ဆင်သစ်ရှိနေပါပြီအာမင်မင်းကြီးပြင်ဆင်ပြီးတော့ပြန်သွားနေမှာလို့ရှောက်ထားခိုင်းလိုက်တယ်မကြာမမြင့်မီလက်ဆိုပါဦးမကြာမမြင့်မီခုနအင်တန်ကြာပြီးသွားပြီနော်ဒါပေမဲ့အချိန်ကြာပြီဆိုရင်တော့တိတ် မကြာတော့ပါဘူးအာမင်ဘေးမှာရှိတော့ပြောတိတ်မကြာတော့ဘူးလို့ပြောရအောင်အာမင်ကျွန်တော်တိတ်အားမရသေးဘူးတစ်ဖက်ကိုလှည့်ပြီးအားရပါပြောတိတ်မကြာတော့ဘူးလို့ပြောပါအောင်ဟာလေလုယာ အာမင်မိုးကောင်းကင်ဒီမိုးတက်မုန်တိုင်းနဲ့မဲ၍တင်းစွာမိုးရွာကြီးဟာလေလုယာအာဟပ်ဒီယထားစီ၍ရေစရီလာမြို့သို့တွားဤထာဝရဘုရား၏လက်တော်ဒီအေလိယပေါ်မှာရှိ၍သူဤကပန်းကိုစီးလျက်အာဟပ်မင်းအရင်ရေစရီလာမြို့တကားဝသို့ပြေးလေ၏မကြာခဏကျွန်တော်တို့ကြားဘူးတယ်နော်ကပတော်ဖြစ်ကောင်းဖြစ်နိုင်တယ်အခုမှကြားဘူးတာလည်းဖြစ်နိုင်တယ်ဘုရားရဲ့လက်တော်ကအေလိယရဲ့ကပန်းကိုတို့ထိတဲ့အခါမှာပြေးတာမဟုတ်နော်မြင်းရထားကိုကြော်တက်ပြီးတော့မှအရှိကိုရောက်နေနေတာ အာမင်အဲ့တော့ဘုရားရဲ့ဝိညာဉ်ကပိလိပုကိုနော်အီသီယိုပီးအမှတ်မြင်းလဲစီးတဲ့နေရာကိုရှုပ်ဆိုရောက်သွားစေနိုင်တယ်ပြီးတော့ရှုပ်ဆိုပျောက်သွားတယ်ဘုရားခင်ဝိညာဉ်တော်ကလေပွေလိုတည်သွားနိုင်ပါတယ်အေလိယကိုလည်းထိုကဲ့သို့တည်ပြီးနောက်ဆုံးမှသူတေးစရာမလိုဘဲနဲ့မိမိရထားသူ့ကိုဖြူတည်သွားတာသူ့အတွက်ကဒါက ိတ်မထူးတော့ဘာလို့ဆိုတော့သူ့ဘဝမှာဘုရားခင်ရဲ့တိုးထီခြင်းကြောင့်မြင်ရထားကိုလည်းကြော်တက်နိုင်ခဲ့တာဖြစ်တယ်ဟာလေလုယာဒီနေ့ဝိညာဉ်တော်တိုးထီလာတဲ့အခါကျွန်တော်တို့ကအရှိမသွားနေတဲ့သူတွေကိုအနိုင်ကျင့်ဖို့နင်တို့တွေကတော်တော်အရာပဲမင်းတို့အသင်းတော်တွေကတော်တော်နှိမ့်တာပဲငါတို့တွေကဒီလိုဆိုပြီးအသင်းတော်ချင်းပုတ်ခတ်ကြလည်းမလို့ယုံကြည်သူချင်းတိုက်ခတ်ကြလို့ဒါပေမဲ့တင်းရဲ့ပုံမှန် speed နဲ့မရောက်နိုင်မဲ့နေရာကိုဘုရားရဲ့ speed နဲ့ရောက်နိုင်ဖို့ကဝိညာဉ်တော်လိုအပ်တယ်ဟာလေလုယာအာမင်တင်းဆယ်နှစ်လောက်စူးစမ်းမှရောက်မဲ့အရာကိုဘုရားနာမဖြင့်ဒီနေ့ထဲမှာရောက်နိုင်တယ်ဟာလေလုယာ ဒီလတိုင်းမှာရောက်နိုင်တယ်ဟာလေလုယာကျွန်တော်ပေါ်မှာဘုရားခင်တိတ်ကောင်းမြတ်တဲ့တွေ့ကျွန်တော်စောစည်းစွာအပြင်ပိုင်းသူများလုံမှာလုံနေတဲ့အရာကနေစောစည်းစွာနားဖို့တနည်းအားဖြင့် early retirement ဆိုတဲ့လူမြောက်များစွာရဲ့ dream လူမြောက်များစွာရဲ့ vision ဘာလို့လူတွေကပင်စင်တိုးစောသွားကြင်လဲဆိုတော့ဖူလုံပြီဆိုရင်ပင်စင်သွားတယ်ကျွန်တော်ကဖူလုံလို့ပင်စင်သွားတာမဟုတ်ဘဲနဲ့ဘုရားကသွားခိုင်းလို့သွားတာဖြစ်တယ်အာမင်တို့ကဲတို့ငငယ်ရွယ်ရွယ်နဲ့အနားယူပြီးတော့မှုတော်ဆောင်နေပေါ့အဲ့ဒါကြီးမားတဲ့ဘုရားရဲ့ကောင်းကြီးဖြစ်တယ်လက်ကုပ်တီးလက်တင်ပြပါအာမင်တင့်ပေါ်မှာလည်းဘုရားခင်ပြုနိုင်တယ်အာမင် ကျွန်တော်တို့အလုံးမလုံးနိုင်တော့တဲ့ခါမှာကြွေးထားမှာကျွန်တော်တို့အလုံးရှင်နေမဟုတ်ဘူးကျွန်တော် company မဟုတ်ဘူးဖခင်ခင်ကကြွေးမှာဖြစ်တယ်။ဒါကြောင့်ဖခင်ဘုံမှာတစ္ဆာရှိရအောင်အာမင်အလုံးဘုံမှာလည်းတစ္ဆာရှိပါတတိဘုံမှာလည်းတစ္ဆာရှိပါဒါပေမဲ့အချိန်ကျလာတဲ့ခါမှာဖခင်ခင်ကသူ့ရဲ့နမိတ်လက္ခဏာနဲ့တင်ကိုကောင်းကြည့်ပေးမှာဖြစ်တယ်။မိမိရဲ့ speedness ဆိုရင်တော့ကျွန်တော်တို့ရောက်နိုင်တာအရင်နှေးပါတယ်ဒါပေမဲ့ဝိညာဉ်တော်တက်ရောက်တဲ့ခါမှာတော့အရှိမသွားနေတဲ့မြင်ရထားတော့မှကြော်တက်နိုင်မှာဖြစ်ပါတယ်။အာမင်ဆက်ပြီးတော့နောက်တစ်ယောက်ကိုကြည့်ပြီးတော့အဆုံးသတ်မယ်။ ဓမ္မရဆိုရင်စရုထထဆောင်ခန်းကြီး9အငယ်9ကနေ7နှစ်မှာလူတယောက်ကြောင်းတွေ့ရတယ်သူကတော့ရှုရိနိုင်ငံကဘိုးချုပ်ကြီးဖြစ်တဲ့ဒင်မန်ဖြစ်တယ်သူကသူ့ရဲ့ရှင်မင်းရဲ့မျက်နှာသာရမ်းရပြီးအရန်အောင်မြင်ပြီးအရန်ကိုဂုံကြော်စောတဲ့ဒုတိယဖြစ်တယ်ဒါပေမဲ့သူ့မှာကုလို့မရတဲ့အရေးပြားယောဂနူနာဆွဲလာပါတယ်အဲ့ဒီနူနာဆွဲတဲ့အတွက်သူကမကြခင်မှာမြို့ပြင်ထုတ်ခံရမယ်ယာဒူးရှောမယ်မျိုးပြင်ထုတ်ခံရမယ်ချစ်တဲ့သူတွေနဲ့ဝေးကွာမယ်သူနောက်ဆုံးကုမရတဲ့အတွက်နောက်ဆုံးဒေဒီလက်တွေတိုးလာမယ် အဲ့လာမယ်ရွဲလာမယ်နူလာမယ်ပြီးလို့ရှိရင်နောက်ဆုံးမှသူတည်သွားရမယ်အဲ့ဒီယောဂရလာတဲ့ခါမှာတဲ့သူ့ရဲ့အိမ်မှာရှိတဲ့အစီကံမလေးကသူ့တခင်မကိုတဆင့်ပြောပြီးတော့သူ့တခင်ကိုတဲ့ဣတရိယပြည်ကိုတွားခိုင်းမှာတဲ့အဲ့မှာကျွန်တော်တို့ prophet ရှိပါတယ်တဲ့ဆိုတော့တစ်ဖက်ကနေကြည့်မယ်ဆိုရင်သူတို့တဏ္ဍာန်လုံးကိုတင်ပိုက်ပြီးတော့နောက်ဆုံးအဲ့ဒီသူမိမငယ်လေးကိုတောင်မှကျွံအဖြစ်သွတ်သွင်းခဲ့တဲ့သူတရားခံကဘုချုပ်နေမှာတွေ့ဝိုက်ပြီးတော့ပြောမယ်ဆိုသူကဘုချုပ်ကြီးဆိုသူ့ကြောင့်ပေါ့ ဒါပေမဲ့အဲ့ဒီဘို့ကြုံတော့ तू မမုန်းနိုင်ပဲနဲ့ तू ကြမ်းမာဖို့အတွက်စေတနာရှိရဲ့ဒီနေ့ယန်သူကိုချစ်တဲ့ချစ်ချင်းမြတ်တာကတော့ level တော်တော်မြင့်ဆုံးမှာဖြစ်တယ် hallelujah ကိုကိုချစ်တဲ့သူကိုပြန်ချစ်လို့လွယ်တယ်မြမပြီမှာရှိရဲ့နော်လူသားလာပါပြဿနာယူမလာပါနဲ့နော်တင်ကောင်းရင်ကျွန်တော်မစိုးပါနဲ့နော်ကျွန်တော်တို့ပုံမှာစိုးပေမဲ့ကျွန်တော်တို့သူ့ကိုပြန်ကောင်းတယ်အဲ့ဒါနဲတဲ့မြစ်တာမို့အဲ့ဒါဖရားရဲ့မြစ်တာကြောင့်တာလဲကျွန်တော်ချစ်နိုင်တာဖြစ်တယ်ဒီနေ့တင့်ကိုယန်သူကဲ့သို့သဘောထားတဲ့သူကိုပြန်ချစ်နိုင်ဖို့ဖရားရှင်ကောင်းချီးပေးပါစေ ီအစီခံကြုံမလေးကသူ့တခင်ကျန်းကျမ်းမာစီခြင်းတဲ့အတွက်သူ့တခင်မနဲ့တဆင်သူပြောပြတဲ့ခါမှာအေလိရှဲစီကိုသွားတယ်အတူနဲ့ပြောရင် ရောက်သွားတဲ့ခါမှာသူကမြဲသားစီးပြီးတော့မှအီလိရှဲအိမ်ရှိမှာရက်နေတဲ့ချိန်မှာအီလိရှဲကတင်းဒီသွား၍ဂျော်ဒန်မြစ်၌ခုနှစ်ချိန်တိုင်အောင်ရေချိုးတော့အသားပြောင်း၍တန်ရှင်းလိမ့်မည်ဟုလူကိုစေလွတ်၍ပြောစေ၏။နေမန်ကလည်းအကယ်၍ပရောဖက်တီထွက်လာမည်ငါအနာမှာရက်လဲမိမိဖခင်ခင်ထော်တော်ဘုရားနာမကိုခေါ်၍မိမိလက်နှင့်သုံးသပ်သည်ဖြင့်နှူနာကိုပျောက်စေမည်ဟုငါထင်၏။သူထင်ထားတာက ဘုရားရဲ့လူကထွက်လာပြီးတော့မှသူ့ကိုကြိုဆိုပြီးတော့မှဟာအပွင့်တွေခက်တွေယာဓုတွေနဲ့ဆိုတော့ဟာလက်ဆောင်တွေလည်းပါလာတယ်မြင်းရထားတယ်နဲ့လူအများကြီးလာရဆိုတော့တောင်းတောင်းပြပြကြိုဆိုမယ်လို့သူထင်ထားတာဟိုဘုရားရဲ့လူကအပြင်အောင်ထွက်မလာဘူးသူ့ရဲ့ကျွန်းကနေလူလွတ်ပြီးတော့မှအေးဂျော်ဒန်မြစ်မှာခုနှစ်ကြိမ်ရေချိုးခိုင်းလိုက်အသားပြောင်းပြီးကျမ်းပါမယ်ဒါပဲဆိုတော့သူမျော်လင့်လာတဲ့တရားစီဖြစ်နေဒီနေ့ကျွန်တော်တို့ဘုရားရဲ့အလုံးလုံးမဲ့အရာကိုကျွန်တော်တို့ကမကန့်တတ်ကြဆိုကိုရောတတိယကိုတိုးတိပြီးဘလို့လုတ်ပေးလိုက်ပါဒါမှမဟုတ်ရှင်ဘုရားကိုမန်နေဂျာလုပ်နေတာကိုရော နောက်နှစ်ဒီလိုချိန်လောက်မှယာဒူးမတွေ့မှဖြစ်တော့ကိုတော့အာကျွန်တော်တို့ကဘုရားကိုအရင်ရှာရှိတာဒီညမှာလဲနေမန်ကြီးကသူမျောလင့်ထားတာကဘုရားကြီးလိုထွက်လာပြီးတော့မှဟောဘုရားနာမနိုင်ပျောက်စီဒါမျိုးတွေအကြီးကြီးဝုလုံကြီးနဲ့ထွက်လာပြီးတော့မှကံကံနာနာကြီးလှုပ်စေချင်တာဒီနေ့ဘုရားခင်ကအလုပ်လုပ်တဲ့ခါမှာပေတီးရဲ့အရေးနဲ့ထိတဲ့လူကြမ်းမာစေတယ်ပေါ်လူရဲ့ကပတ်နဲ့ထိတာနဲ့ကြမ်းမာတယ်ထိစရာတော့မလို့ နော်ကိုဗစ်ကာလမှာမှကျွန်တော်တို့က social distancing ကြားဘူးတာပေါ်လူတို့လက်ထက်တုန်းကမအားလို့လဲပါတယ်ဒေတာတစ်ခုနဲ့တစ်ခုခီးသွားလဲခက်ခဲလို့လဲဖြစ်မယ်လက်ကင်ပွားလေးပဲကန့်လက်တယ်လက်ကင်ပွားထိတာနဲ့ကျန်ပါတယ် hallelujah ဆိုတော့ဘုရားခင်ရဲ့နမိတ်လက္ခဏာမကန့်တတ်နဲ့ကျွန်တော်ယုံကြည်တယ်ကိုးကွယ်နေတဲ့ချိန်မှာတော့မှကျန်ပါကြမယ် hallelujah အရှိထွက်လာပြီးဆက်ကတ်တာလဲကောင်းတယ်ဒါပေမဲ့စကိုးကွယ်လာတဲ့ပြဿနာတွေကအရေးပြောမယ်အဲ့ဒါကျွန်တော်တို့သိတော့ဖြစ်တယ် hallelujah မတက်ထားပြီးတော့မှ၃ရက်ကိုလဲဆုံးလို့ဆုံးအဲ့ဒါ HIC ဖြစ်တယ်လို့ပြောပြပါဦး amen ကိုယ်ကွယ်နေတဲ့အချိန်မှာမှကျမ်းမာမယ်ဘုရားကျောင်းကိုရောက်တာနဲ့လွတ်မြောက်မယ်အိုးဟာလေလုယာပရိသတ်လောလက်ခုပ်တီးတီးပြူအာမင်ကျန်ထိုင်နိုင်ပြီယေရှုတင်တယ်ကျတို့ငငယ်တော့ကမောရတင်းတော်မှာလူငယ်ဘွားတော့ကအစာချောင်ဆူတောင်း3ရက်9ရက်အနွေရတီကျောင်းပည့်ရတွေမှာကျွန်တော်သွားတယ်တခါတော့ကျွန်တော်ရေကိုစုမောင်ရေနောက်ဆက်ဆံပြီးရေနောက်ဆက်ကိုတန်းရေနောက်ပြီးတော့မှတငယ်ချစ်တယောက်ကျွန်တော်အဲ့လိုအတူတူဆူတောင်းကြရတဲ့စားကြောင် ဆူတောင်းတဲ့ခါကျတော့ဆက်ဆံပြီးတော့ကလေးဆိုတော့ကလေးတတ်တာပဲဆိုတော့ပြေးလွားနေပထမတည့်ရတို့ပြေးနိုင်တယ်ကျွန်တော်တို့လည်းစောင့်ကြည့်နေကိုဆုံးမတော့ကျွန်တော်ဒီတိုင်းပဲဆူတောင်းကျွန်တော်တို့တော့အေးဆေးပဲထိုင်တည့်ရတော့တို့တော်တော်မြူးသေးတယ်နေရလောက်ကျတော့တော်တော်လေးတော့မှောက်တယ်ကျွန်တော်လည်းဘာမှမစားဘူးလုံးဝမစားနဲ့အရင်မဖြစ်နိုင်ဘူးဆိုတော့ထညက်ခဲတော့စားလို့ရတယ်ထညက်ခဲနဲ့ရေနဲ့ဆိုတော့တို့ကထညက်ခဲကိုဘူဖေးစားကြတော့ဗိုက်စားတော့ကလေးတွေဆိုတော့အာ အဲ့နဲ့အချိုးတွေရမ်းမစားနေပါကျွန်တော်တို့အဲ့နဲ့တုံးရဲမြောက်တဲ့နေမှာကျွန်တော်တို့လည်းအရန်ရောက်နေပြီဆူတောင်းလာလည်းအရန်ကောင်းအာဘေးသေးတွေလည်းအရန်ရောက်နေတာတယောက်ပြီးတယောက်ဆူတောင်းလာခံတာလူငယ်တွေကျွန်တော်အဲ့တုန်းကဒီလူငယ်မှာတာဝန်ခံဦးဆောင်တယ်ဆိုတော့လူငယ်တွေကလည်းကျွန်တော်တို့ဆူတောင်းတဲ့ကြားတော့သူတို့လာပြီးတော့ဆူတောင်းခံတယ်အဲ့တည်းမှာညီကိုတယောက်အာဒွေးကင်နဲ့လုံးဝသူကအလိုအလန်းလေးပါလားအအမြဲတည်းသူကဒွေးလို့သူကအလိုလိုသူကလည်းနည်းနည်းပူတယ်ဒါပေမဲ့သူကဒွေးလို့ဒွေးကင်နဲ့အဲဆက်ဆံပြီးတော့အဲသူတို့တငယ်ချင်းတွေလည်းသူ့ကိုချွတ်ချင်နေကြပြီသူကအမြဲတမ်းကေဒီလိုလေးတာပြီဖျားကြောင်လာဒီလိုပဲလုပ်နေတာဆိုတော့ အဲ့ညီကိုလာတဲ့ခါဆူတောင်းခံတယ်သူကဒူးထောင်ကျွန်တော်အကြီးကျယ်ဆူတော့မျက်စိမေကျွန်တော်မသိဘူးပေါ့ဘယ်ဟုတ်မလဲအဲ့မှာသူတို့ဆူတောင်းတော့ဆက်ဆံပြီးတော့လည်းကိုင်ဝိုင်းပြီးယေရှုနာမနဲ့ဆိုတော့မှအဲ့ဒွေးကေထောင်ထားတော့ပြားနေအောင်သူတို့ဖိတာယေရှု तू आले रे तू ကြည့်တော့ဒေါသထွက်တာဘသူလဲပေါ့ကြည့်တော့သူအာသူမသိဆုံးဟာလေလုယသာတကောဘယ်ကလေးကလုချင်မှမသူကောင်း तू တေချာဖိလာတဲ့ဒွေးကို ပြားနေအောင်လို့အာမနာမထူးနိုင်အောင်ပြီးတော့မြေမြေအကြခံနေနေဒေါသထွက်ပြီးတော့ပြန်သွားတာသူ ါသူထွက်သွားနောက်ပါသူတို့ပြန်ပြောငါတို့သူခိုင်ထလိုက်တယ်ကြည်မရလို့နေမှန်လဲတော့ तू ထွက်လာပြီးတော့မှာဘုရားနာမနဲ့ဆိုပြီးမှာကြီးကျယ်သူ့ကိုတုံးတက်ပြီးတော့ဆူတောင်းခံချင်တယ် तू ကဘုရားရဲ့လူတွေတို့ထိပ်ပြီးတော့ဘိတ်သိပ်ပြီးရလဲကောင်းပါတယ်အရှိထွက်ပြီးဆူတောင်းရလဲကောင်းပါတယ်ဒါမဲ့ဘုရားကိုမကန့်တတ်ပါနဲ့ဘုရားရိုးရိုးလေးပဲသွားရေသွားချိုးခုနှစ်ခါချိုးလိုက် instruction တော့အတိအကျရှိရနော်ခုနှစ်ချိန်ချိုးပါ၆ချိန်လည်းမရအောင်ကျွန်တော်ယုံကြည်တယ်သူ့အသားပြောင်းသွားတာ၆ချိန်မှလည်းပြောင်းအောင်မှာမဟုတ်သေးဘူးထင်တယ်ကျွန်တော်ထင်တာ ခုနှစ်ကြိမ်တကယ်ပြည့်မှာပြောင်းမှာဘုရားကသွားနောက်လို့မရအောင်ဘုရားကတစ္ဆာရှိတော်ဘုရားဖြစ်ဒါလည်းလို့ရဂိယုနာရှင်ဖြစ်ပါလေဒါပေမဲ့ तू ခိုင်းရင်ခိုင်းတဲ့တိုင်းလှုပ်ဖို့မင်းကကိုသွားပြပါငါကမိုးရွာစေမယ်ဟာလေလုယာမင်းကရေသွားချိုးငါမင်းကိုကြမ်းပါစေမယ်လှုပ်တာတခြားဖြစ်တာတခြားပါရေချိုးလို့ကြမ်းပါမယ်ဆိုအဲ့ဂျော်ဒန်မြစ်မှာရေချိုးတဲ့လူအားလုံးကြမ်းပါမှာပေါ့ဒါပေမဲ့ဖရားရဲ့ timing နဲ့ဖရားရဲ့ assignment ဖြစ်တယ်ဟာလေလုယာ ။ဒါကြောင့် HIC ကျွန်တော်တို့ပြောနေတဲ့အရာတွေကနော်ဖျားခင်ရဲ့ timing guide ဖျားရဲ့ assignment ကိုလုပ်ဖို့ပြောနေသောစကားတွေ revelation တွေ rhema တွေဖြစ်တယ်။အဲ့ဒါကိုလိုက်လုပ်တဲ့အခါမှာကျွန်တော်တို့ကျွန်တော်တို့လုပ်တာကဘာမှမဆိုင်ဘူးလို့ထင်ရပေမဲ့ကျွန်တော်တို့လုပ်တာကရိုးရိုးလေးပဲ။ဒါပေမဲ့ဖျားခိုင်းတာဖြစ်တယ်ဆိုရင်တော့ဒူဆန်းတော့အရာတွေကိုဖျားကလုပ်မှာဖြစ်တယ်။တဘာဝကြကြမကြကြအတင်းလုံနိုင်တဲ့အရာကိုဖျားခိုင်းတာဖြစ်တယ်။ဘာလို့လဲ? Jordan မြင့်မှာခုနကချိုးဖို့ဆိုတာဖြစ်နိုင်ပါတယ်။ ်အာမင်ဟာလေလုယာကြောက်စရာကောင်းပေမဲ့ तू အာဟာမင်းကိုကိုတင်ပြဖို့ကိုပြဖို့ရန်အတွက် तू လုံနိုင်ပါတယ်လူနေနဲ့ကြည့်ရင်တော့တေသွားမှာပေါ့ကိုရောအသက်အန္တရာယ်ရှိရကိုရောရဲ့လို့ပြောစရာရှိတယ်လူနေနဲ့ကြည့်မယ်ဆိုရင်ဒီညစ်ကညစ်ပတ်တယ်ငါတို့စီမှာပို့ပြီးတော့တန့်တယ်ပြောစရာရှိတယ်ဇောရကတက်လို့ရတယ်ဒါပေမဲ့ဖျားခိုင်းတာမဖြစ်နိုင်တာမခိုင်းဘူးတင်းကိုတင်းလုံနိုင်တဲ့ရောက်ခိုင်းတဲ့ချိန်မှာတင်းမလုံနိုင်တဲ့ရောက် तू ကလုံမှာဖြစ်တယ်အာမင်လက်ခုပ်တီးရတီးပြအောင်လက်တွေ့ကြကြမကြကြတင်လုံနိုင်တဲ့အရာလေးကိုဘုရားခိုင်းတာဖြစ်တယ်ဒါပေမဲ့ မဖြစ်နိုင်လောက်ကြီးမားတဲ့ရောက်သူကလုံမှာဖြစ်တယ်အာမင်အဲ့မှာသူက complain တက်တယ်ဓမ္မသက်ပြီမှာအာဘနာမြစ်ဘာဘာမြစ်တို့ဤတွေလာမြစ်အလုံးစုံထက်ဒါရွေးကောင်းဒီမဟုတ်လားထုံမြစ်နိုင်ငါရေချွေးမတန့်ရှင်းရတော့ဆိုပြီးအမျက်ထွက်ရေးပြန်သွား၏ကျွန်တော်တမီးလေးအတွက် passport သွားလုပ်တဲ့ခါမှာအတင်းတော်မှာကျေဖျားကြီးဆိုကြောင်ကြောင်များစွာပြုစုရတယ်ဆိုတော့တော်တော်များများဟာဆရာဆိုရမလေးလေးစစဆက်ဆံခံရတဲ့ခါမှာကြည်နူးမိတယ်ကျင်တတ်တယ်ဒါ honestly ပြောရရင်တန်ရုံမှာကျတော့ အဟောက်ခံရတဲ့ခါကျတော့လေလောဒေါသထွက်တာဆိုဒေါသထွက်ပြီးပြန်လိုက်ရင်လေ तू က passport မရဘူးဆိုတော့တည်နေတော့လေအင်းစိတ်ကိုတော်တော်ရှော့ရတယ်ကြုံမှုရင်နားလည်မအောင်နော် तू ကလေကျွန်တော်တယောက်တည်းဟောက်တာမဟုတ်တဲ့ခါကျတော့ပြောမရဘူးဘာလို့ငါဟောက်လဲပြောလို့လည်းမရ तू အကုန်ဟောက်တာဆိုတော့လေအကုန်လုံးကိုခြုံပြီးဟောက်တဲ့ခါကျတော့ကိုကလိမ့်ပိမ့်ပြီးခံနေရတာမကျေနပ်နိုင်ဘူးဒါပေမဲ့ဒေါသကိုထိန်းတာမဟုတ်ရင် passport မရမှာဆိုတော့မနေ့ပြန်ခီးထွက်လို့ရမှာမဟုတ်သူတို့တွေကျွန်တော်ဒေါသထွက်ခဲ့တယ်ဆိုရင်ဒါကြောင့်တင့်ဒေါသကတင့်ကောင်းကြီးကိုမပိတ်ပါစေနဲ့ဟာလေလုယာ တန်ယုံမမို့အချင်းနေတဲ့ညကျွန်တော်တို့ဒေါသဆွဲဆံအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီဒေါသကိုကျွန်တော်တို့ထိန်းချုပ်နိုင်ခြင်းဟာမြို့တမြို့လုံးကိုနိုင်နင်းတာတက်တော်ပူကောင်းတယ်လို့ပြောထားတယ်ဟာလေလုယာအာမင်တင်းဒီတွား၍ဂျော်ဒန်မြစ်၌ခုနှစ်ကြိမ်တိုင်အောင်ရေချိုးတော့အသားပြောင်း၍တန်ရှင်းလိမ့်မယ်အာမင်တချို့တွေကတရုတ်ပြည်မှာနော်အရက်ရှည်ခြင်းတဲ့ခါကျတော့လူငယ်တွေဘတ်စကတ်ဘောကစားဖို့အတွက်အရက်ညီမိဖို့လိုတဲ့ခါမှာသူတို့ခြေတလုံးကိုဖြတ်တယ်ပြီးတော့စတီချောင်းတွေထည့်တယ်ပြီးတော့အသားတွေပြန်ထည့်ပြီးတော့မှအရက်ကိုဒီလိုရှည်အောင်လုပ်တယ်လို့ကျွန်တော်ကြားဘူးတယ် ဘာလို့ဆိုကျွန်တော်လည်းနည်းနည်းပူတယ်ထဲမှာပါတော့ဘာရှည်နိုင်မလဲဆိုတော့နီလန်းရှာတော့အဲ့ကိစ္စကိုကျွန်တော်မလုပ်ရဲဘူးအဲ့ဒါကြီးကြတော့ဆိုတော့ပြောချင်တာကနော်ကိုရီးယားမှာနှာခေါင်းချွန်ထက်နေအောင်တို့ဒေါ်လာတောင်းတဲ့ကြီးကုန်ခံတယ်အဲကျွန်တော်တော့ပွိုင်လဲပွားပါစေအဲ့လောက်တော့အနာမခံနိုင်တော့ပြောချင်တာလောကသားတွေငွေပေးရင်ပြောင်းပေးနိုင်တဲ့အများကြီးရှိရဲဒါပေမဲ့နူနာကိုအသားပြောင်းပေးတာဖရားပဲဖြစ်တယ်ဟာလေလုယား ျွန်တော်တို့ဇာတိနေနဲ့မပြောင်းနိုင်တဲ့အရာတွေဘုရားခင်ကပြောင်းတယ်ဘယ်ချိန်မှလဲတင်လုံနိုင်တဲ့အရာကိုလက်တွေ့ကြကြမကြကြဘုရားလုတ်ခိုင်းတယ်ဆိုခုနှစ်ချိန်တစ်ချိန်နှစ်ချိန်ဒေါသထွက်တယ်ဒီမြစ်ကညစ်ပတ်လိုက်တာအိစာမရှိဘူးဆက်လုတ်မယ်သုံးချိန်လေးချိန်တချို့ကခုချိန်မှာငါးချိန်ခွဲမှကြံနေတယ်တချို့တွေကနော်ဆက်လုတ်ပါနောက်ထပ်နည်းနည်းပဲကြံတော့ဟာလေလုယာတချို့ကတော့၆ချိန်ဖြစ်နေပြီအဖြေရမရသေးတော့စိတ်ပြတ်ချင်ပြီတစ်ချိန်ပဲကြံတော့တယ်ဟာလေလုယာမိမရှိရပြောင်းတစ်ချိန်ပဲကြံတော့တယ်လို့ပြောပြပါအာမင် Hallelujah. Let's go to the Lord. Praise the Lord. နောက်ဆုံးမှာခုနှစ်ချိန်ညောက်တဲ့ချိန်မှာရေကနေစပီးရေပြောင်းသွားတယ်ပေါ့နော်ဘယ်ချိန်လေးလဲဆိုတာကျွန်တော်မသိနိုင်ဘူးဒါပေမဲ့တေချာလာကတော့ရလက်မှာတော့သိရမှာဖြစ်ပါတယ်နောက်ဆုံးမှာသူဟာကလေးသားငယ်ကဲတို့ကျမ်းမာသွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အငယ်ဆက်လေးကိုကြည့်အောင်သူ၏အသားသည်သူငယ်၏အသားကဲ့သို့ပြောင်း၍တန်ရှင်းခြင်းသို့ရောက်၏အာမင် ီနေ့ကျွန်တော်တို့လက်တွေ့ကြကြမကြကြကျွန်တော်တို့လှုပ်ဆောင်တဲ့အခါဘုရားခင်က "तू လုံးမဲ့နမိတ်လက္ခဏာကို तू ကတစ္ဆာရှိစွာလှုပ်ဆောင်တော်ဘုရားဖြစ်တယ်။အေလိယအာဟပ်ရှိကိုတွားပြပါငါကမိုးရွာစေမယ်။နေမန်ဂျော်ဒန်မြစ်မှာရေသွားကြိုးခုနှစ်ကြိမ်ငါမင်းကိုအသာပြောင်းပေးမယ်။ဟာလေလုယာ။ဒီငါတာကသမီးဒီနေ့ကျွန်တော်တို့မိတ်ဆွေဘုရားခင်ကစကားပြောနေတယ်။ကျွန်တော်တို့ကိုမဖြစ်နိုင်တာမခိုင်းပါဘူး။ဖြစ်နိုင်တာကိုခိုင်းတယ်။တင်လုံနိုင်ပါတယ်။ ကျွန်တော်တို့ဂျော်ဒန်မြစ်တက်ပိုတန်တဲ့မြစ်တွေရှိပြန်ဖေဟာဂျော်ဒန်ဆိုဂျော်ဒန်ပဲအာမင်ပြီးတော့ဒီအာဟပ်မဟုတ်ပဲနဲ့ကျွန်တော်ဒီလိုလှုပ်လို့ရမလားဈေးမစစ်ဘူးသူကချက်ချင်းပဲအာဟပ်စီကိုသွားတယ်တကယ်ပဲမိုးရွာလာတယ်ဟာလေလုယာမိုက်ကယ်ဂျက်ဆင်ကသူ့အသားကိုပြောင်းတာတော်တော်လေးကိုကုန်ကြခံတယ်ဒါပေမဲ့နောက်ဆုံးမအောင်မြင်ပါဘူးယန်ကြီးဒီနေ့ဖေဟာကပြောင်းပြီဆိုရင်တော့ကလေးသူငယ်ကဲသူဟာလေလုယာကလေးသူငယ်ကဲသူအာမင်တကယ်တော့ဖေဟာခင်က divine timing မှာ divine assignment ကိုတစ္ဆာရှုစွာလုပ်မယ်ဆိုရင် divine blessing ကိုရရှိမှာဖြစ်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ